သူတို့အဲ့လိုတွေးနေတော့ဖိုးထုတို့အဖွဲကလည်းနိုင်ရီကနေရွာလန်းတဲ့အတိုင်းအိမ်ပြန်လာကြတယ်။ဖိုးထုကသူ့ရဲ့ရှေ့မှာကျောပွဲရီတလုံးစီနဲ့အိမ်ထဲကိုကုန်ချောင်းချောင်းလုံးနေတဲ့ပိုင်လင်းနဲ့ခိုင်စီကိုတွေ့လိုက်တော့ဟေးမင်းတို့နေရအဲ့ဒါဘာလုပ်နေရလဲငါ့အိမ်ထဲကိုဘာကိစ္စချောင်းနေရလဲကွာဖိုးထုတို့အဖွဲကရွာတွေကအတီးရဲ့နိုင်ရီမှာပစ္စည်းကမ်းမှုအတွက် ။ကုညီလောက်ကင်ပေးနေတော်တယ်။ဦးဤတောင်းနဲ့တနာပါရဟ။အရန်တောက်တယ်ဆိုပေမဲ့အရန်ခင်မို့မေမို့ကောင်းတာဟ။အေးဟာဟုတ်တယ်။ဒါမှမဲ့လေဟာကံရှိတဲ့လောက်ပေးဖို့။အဲ့လိုပြောပြီးနေလေကြရင်နိုင်ဖို့လိုက်မဲ့သူတွေကိုကံမှုအတွက်ဖြော်ရည်ဘူးဆက်ပြမှုနဲ့ရှေဘူးတွေကိုအိတ်ဒိတ်စီထည့်နေကြတယ်။အဲ့ဒီချိန်တော့ဘောဟာဒါနဲ့မင်းတို့တွေနိုင်ဖို့လိုက်ကြအောင်မလား။မလိုက်တော့ဟာ အိမ်ရပြီနဲ့မီတော့လိုက်ပို့ပြီးမြပြောတာပဲဖေဖေကငါဒီကိုလာတော့တိတ်ကြိုက်တာမဟုတ်ဘူးရင်နင်တို့နဲ့လို့ပြောမှလှုပ်လိုက်တာဒါနဲ့နင်ရောတော့ပုံဟာငါငါမလိုက်ရဲပါဘူးဟာတင်းကြိုက်အောင်ပြရမှာဟာငါတရေကြောက်တဲ့တည်းမဖြစ်ဘူးတော်ကြာတရေတွေပါလိုက်လာမှာအေးပါဒါဆိုငါတို့ဒီမှာကူပြီးတာနဲ့အိမ်မြန်ကြတာပေါ့လေဒီလိုနဲ့သူတို့တတွေပစ္စည်းတွေဆက်ထုတ်နေကြတယ် ဖိုဒရိုအလုံးရှုံနေချိန်တစ်ဖက်မှာလည်းလူနှစ်ယောက်ကဖိုဒရိုနာမည်ကိုမေးလို့အောင်မဲရွာလေးကိုရောက်လာကြတော့တယ်။အဲ့ဒီအချိန်ဒေါလုံးတင်တယောက်နိုင်ရင်အိမ်ကိုထွက်လာနေတွေ့တော့တာပါ။ပိုင်လေးကဒေါလုံးတင်ကိုအဖေအဖေဒီဟာအောင်မဲရွာလားဗျ။ဒေါလုံးတင်လည်းအဖွားခေါ်တဲ့အကြောင်းသူ့ကိုခေါ်နေမတင်မင်းဘေးကသာပက်ရှာနေရောတယ်။ပိုင်လေးတင်ငယ်ချင်းခိုင်ဆိုးဟဲ့ပိုင်လေးသူ့ဘသူ့ကိုလိုက်ရှာနေရလဲမသိဘူးနော်။ ပိုင်လေးကထပ်ပြီးတော့ပြောလိုက်ပြန်တယ်။အဘအဘကိုကျွန်တော်တို့ကအဘကိုပြောနေရဗျ။အဲဒီတော့မှဒေါ်လုံးတင်လေသူ့ကိုပြောရဲဆိုတာသိသွားတယ်။ဟာဒီကလေးတွေကတော့ဒီအစင်းနဲ့ဒီဘော်ဒီကိုလည်းကြည့်ပါအောင်။အဘခွန်ရမယ်အရွယ်လားလို့။အဲဒီတော့မှခိုင်ဆူးပါလေ။ဟာဟုတ်တာပဲ။အန်တီဒီမှာကဖို့တို့အဖွဲရှိတယ်အောင်မဲရွာမလားယင်။အဲဒီတော့မှဒေါ်လုံးတင်လေ ဟုတ်တယ်ဒီရွာကဘိုးတို့အဖွဲ့ရှိတဲ့အောင်မင်းရွာပဲဒါနဲ့သမီးတို့နှစ်ယောက်ကဘသူတွေလဲရွာထဲမှာတကားမှမမြင်ဘူးပါဘူးဟုတ်ပါတယ်ခိုင်စိုးကဒီရွာမဟုတ်ပါဘူးဘိုးတို့အဖွဲ့စီကိုလာလေတာပါသူတို့ရှိတယ်မလားဟင်ရှိမှာပေါ့သူတို့အိမ်ကိုသွားကြည့်လိုက်ကြလိဒလုံးနဲ့ဒေါလုံးတက်လဲပိုင်လီနဲ့ခိုင်စိုးတို့နှစ်ယောက်ကိုဘိုးတို့ရဲ့အိမ်ကိုလမ်းညွှန်ပေးလိုက်တယ်ပေါ်သူအင်းရှိကိုရောက်တော့ပိုင်လီယာ ဖိုးတူရေဖိုးတူဖိုးတူနာမည်ကိုအခေါ်နေပြီမေဘသူမှထွက်မလာတာဆိုတော့ခိုင်ဆူဟာဒီရင်ရောဟုတ်ရလားဟခုနက NDG ညှို့လဲပုံရဆိုရင်တော့ဒီမှန်ပါလေနေရခုနက NDG ကိုအဖွားလို့သွားခေါ်တော့ဟိုကနင်းကိုတင်းပြီးလမ်းမကြီးညှို့လိုက်တာလားမသိတာဟဟာအဲ့လိုလားမသိဘူးနော်သူတို့အဲ့လိုတွေးနေတော့ဖိုးတူတို့အဖွဲကလေနိုင်ရီကနေ ရွာလန်အတိုင်းအိမ်မြန်လာကြ යි ပေါ်တူကာသူ့ရဲ့ရှေ့မှာကျောဝဲရဲ့တလုံးစီနဲ့အိမ်ထဲကိုကုန်းချောင်းချောင်းလုံးနေတဲ့ပိုင်လေးနဲ့ခိုင်စုကိုတွေ့လိုက်တော့ဟေးမင်းတို့နေရအဲ့ဒါဘာလုပ်နေရလဲငါ့အိမ်ထဲကိုဘာကိစ္စချောင်းနေရလဲကွပိုင်လေးလည်းပေါ်တူရဲ့တန်ကိုကြားတော့အနောက်ကိုလှည့်ကြည့်လိုက်ချင်းဟာပေါ်တူတငယ်ချင်းငါပိုင်လေးလေကွာအဲ့ဒီတော့မှသူတို့အလုံးပိုင်လေးကိုမြင်ပြီးတော့မိဝိုင်းကဟေ hey! ဟိုစီအောင်မွာကောင်းလေးပဲဟာအဲ့ဒီတော့မှတုတ်ပေါ်လေဟာတွေ့ရတာဝမ်းသာတယ်တငယ်ချင်းဟာပြောပြောဆိုဆိုနေတုတ်ပေါ်တယောက်ပိုင်လေးကိုဖမ်းလိုက်တယ်ဟာမင်းတို့ကလေအိမ်မောင်အကြီးမှာကွာဖို့တူမင်းကလည်းအိမ်နဲ့ခေါ်လေအော်ဟိဟုတ်တာပဲငါလေးသူ့ကိုတွေ့တော့အန်ဟောသွားပြီးတော့အိမ်နဲ့ဝင်ခိုင်းဖို့မေ့နေရလာလာလာအိမ်နဲ့လာကြဒီလိုနဲ့တို့အားလုံးဖို့တူရဲ့အိမ်နဲ့ကိုဝင်လာခဲ့ကြတယ် ဘိုးသူကအိမ်လေးကိုရောက်တော့ကဲထိုင်အောင်ကွာဘာစားခဲ့ပြီလဲအိမ်မှာဘာရင်းရှိလဲမသိဘူးအဲ့ဒီစားမှုကိစ္စခဏထားပါကွာငါတို့တလန်းလုံးစားလာလို့ဘိုင်လည်းမစားပါဘူးကွာဒီမှာခဏလားထိုင်ပါအောင်ဒါနဲ့ဘိုးသူလည်းဝင်ထိုင်လိုက်တော့ရီအဲ့ဒီအချိန်မိဝိုင်းမကဒါနဲ့နင်တို့နှစ်ယောက်တည်းလားအတော်ရောပါမလာဘူးလားအေးဟုတ်တယ်ပါမလာဘူးငါတို့နှစ်ယောက်တည်းထွက်လာကြငါတငယ်ချင်းနဲ့နင်တို့ကိုမိတ်ဆက်ပေးအောင်မေး ူနဲ့မင်းကခိုင်စူတဲ့။ "तू ကငါဒီနုတ်ဖွဲနဲ့တွေ့တော့မယုံဘူးလေ။အဲ့ဒါနဲ့ငါလည်းမင်းတို့စီကိုခေါ်လာခဲ့တာ။ကဲခိုင်စူနင်အခုရော ရှုံးပြီလား။အေးအခုတော့ရှုံးပါပြီဟ။ငါကလေနင်တို့ရဲ့ fan ပါပဲဖိုးထုလို့ရေ။ပြီးတော့မိဝိုင်းငါကတော့လေနင့်ကိုသဘောကျဆုံးပဲသိလား။မိန်းကလေးဖြစ်ပြီးတော့ဖိုးထုတို့အဖွဲထဲမှာတတိရှိတယ်။ရှင်းရင်နေပြီးတော့အဖွဲသားတွေကိုလည်းစုံမတတ်သေးတယ်။ ။စိုးမလာမဟုတ်ပါဘူးခိုင်းစုရဲ့။ဆရာကြီးလှုပ်တာပါဟ။ပိုင်လေးမင်းထွက်လာတာတော့မသိသေးဘူးဆိုရင်ငါဖုန်းဆက်ပြီးတော့လှမ်းပြောလိုက်အောင်မယ်။အတော့ဖုန်းနံပါတ်ငါ့ကိုပေးလေ။မဟုတ်ရင်မင်းကိုစိတ်ပူနေလိမ့်မယ်ကွာ။ဒါနဲ့ပို့တူလေပိုင်လေးမျိုးဖုန်းလမ်းဆက်ပြီးပိုင်လေးအောင်မဲချောင်ကိုရောက်နေတဲ့အကြောင်းပြောပြလိုက်တော့လေ။အဲ့ဒီနောက်တော့ပို့တူကမင်းဘယ်တော့မှစိတ်အောင်စဉ်းစားလေးကွာ။ကြာပါပြီ။အဲ့ဒါကြီးထားပါတော့။ ငါ့ကိုမင်းတို့ရွာနာမည်ကြီးနေတဲ့နေရာကြီးလိုက်ပို့ပါပြီးတော့မော်ဆရာကိုချက်ကြီးနဲ့လည်းတွေ့ကျင်တယ်နောက်ပြီးဦးလေးစန်းတဲ့အိမ်ကိုလည်းအလဲသွားကျင်တယ်ကွဟာမင်းရတော့ကွာဆက်ရောက်ခရီးရောက်တွေ့ကျင်တဲ့လူတွေကများလာကြည်လားကွဒါနဲ့ဒီမနီဘိုးကမင်းအချိန်မလောက်ရတာလေဟာလျှက်ချိန်ရတယ်ငါတယောက်တည်းဆိုအမေပြန်လာခေါ်တဲ့အချိန်နေလို့ရတယ်အခုကခိုင်စုပါလာတာဆိုတော့ဒါဆိုမင်းဘယ်ကိုအရင်သွားကျင်လဲပြော ငါတို့ရွာကကျတော့နေရာစုံလိုက်ပြဖို့ကနှစ်ရက်ထက်နေစုလူပန်းနေကွအဲ့တော့မင်းသွားကျင်နေစီကိုငါတို့လိုက်ပြပေးမယ်ဒါဆိုကိုချက်ကြီးစီကိုအရင်သွားမယ်ဒီလိုနဲ့ဖိုးထုတို့တတွေကိုချက်ကြီးစီကိုထွက်လာခဲ့ကြတယ်ကိုချက်ကြီးအိမ်ကိုရောက်မှတော့တစ်ပင်ဆိုင်နေတဲ့ကိုချက်ကြီးကိုတွေ့လိုက်ရတော့တယ်ဖိုးထုကအိမ်ထဲကိုဝင်သွားလိုက်တယ်ကိုချက်ကြီးဘာလုပ်နေရလဲ နိုင်ဖို့မတော်ဘူးလားဗျမတော်ပါဘူးကွာဒါနဲ့မင်းတို့အဖွဲကလူအစ်တိုးလာလားကွာဟမ်မဟုတ်ပါဘူးကိုကြကြီးရေဒါကကျွန်တော်စီကိုလည်လာတဲ့တကယ်ချင်းနဲ့လေသူကကိုကြကြီးနဲ့တွေ့ကျင်နေဆိုလို့ခေါ်လာတာဗျဟိုတွေ့ရတာဝမ်းသာပါတယ်ဗျကျွန်တော်နေမေးပိုင်လေးပါဗျကိုကြကြီးကကျွန်တော်ထင်တာအတန်းအပြင်မှာပူချောတာပဲနော်။ဟေးဟုတ်လား။အဲ့လိုပြောတာတော့မင်းတယောက်တည်းရှိသေးတယ်ဟေး။ ကလိုရီစွန်စားခီးတွေရှိရင်ကျွန်တော်ကိုလည်းခေါ်ပါဦးဗျာကျွန်တော်လည်းအဲ့လိုစွန်စားရတာကြိုက်တယ်ဗျစွန်စားရတာကြိုက်တယ်ဆိုတော့ဖိုးထရုတ်အဖွဲနဲ့ပေါင်းတာလို့ရပြီပဲအင်မကိုချက်ကြီးခီးထွက်ရင်ခေါ်လိုက်မယ်လीနော်ဟေးပိုင်လီငါတို့နှစ်ယောက်ကိုချက်ကြီးနဲ့ဓားပုံရိုက်ရအောင်လीဟာအေးဟုတ်တာပဲဖိုးထုငါတို့ကိုချက်ကြီးနဲ့ဓားပုံရိုက်ပေးပါအောင်ကွာဒါနဲ့ဖိုးထုလေးပိုင်လီနဲ့ခိုင်စုကိုကိုချက်ကြီးနဲ့အတူဓားပုံတွေရိုက်ပေးလိုက်တယ် ငပင်ရကဲကိုချက်ကြီးနဲ့တွေ့ပြီပြီဆိုတော့မင်းဘယ်ဟိုထွက်သွားချင်းနေလဲငါဦးလေးစန်းသစ်စီကိုသွားချင်းနေဦးလေးစန်းသစ်တီထွင်သားတွေပစ္စည်းလေးတွေကိုကြည့်ချင်းဟွန်းဟုတ်ပြီလေအဲ့ဒါဆိုလေဦးလေးစန်းသစ်စီကိုသွားချတာပေါ့ကိုချက်ကြီးဒါဆိုကျွန်တော်ပြန်ပြီဗျာဒီလိုနဲ့အောင်လုံးကိုချက်ကြီးရင်ကနေပြန်လာခဲ့ကြတယ်ဦးလေးစန်းတဲ့အိမ်ကိုအရောက်မှာ စန်းနစ်ကစကားဆပြောလိုက်တယ်။မင်းနေပြန်ကောင်းလာတာငါတို့အားလုံးဝမ်းသာတယ်ကွာ။ကျွန်တော်လည်းမြန်မြန်နေကောင်းအောင်လို့စီးရီတောက်လိုက်ရတာဗျာ။ဦးလေးစန်းသစ်တမီးနာမည်ကခိုင်စုပါ။တမီးကဦးလေးစန်းသစ်ရဲ့ fan ပါ။ဟေး fan ဟုတ်လား။ခိုင်စုနဲ့တွေ့မှာပဲဦးလေးမှာ fan ရှိမှန်းသိရော်တယ်။ဒါနဲ့ပိုင်လေးရဲ့တငယ်ချင်းလား။ဟုတ်တမီးနဲ့ပိုင်လေးကတကြောင်းတည်းတွေပဲလေ။ဒါနဲ့ဦးလေးစန်းသစ်တီထွင်ထားတဲ့ပစ္စည်းလေးတွေ ။တမီးကိုပြပေးလို့ရလိုက်။ဟမ်။อืมပြပေးမယ်လေ။ဒါဆိုခဏလေးနော်။ဦးလေးသွားယူလိုက်အောင်မေ။ဝူး။ဒါနဲ့စမ်းတဲ့လေသူ့အင်ငယ်နေရပစ္စည်းတွေကိုယူပြီးပြန်ထွက်လာ ड़ी ။ဒီမှာဒီပစ္စည်းတွေပဲခိုင်းစု။ခိုင်းစုလေစမ်းတိတီတင်ထားတဲ့ပစ္စည်းတွေအားလုံးကိုဓာတ်ပုံရိုင်းနေရ ड़ी ။ခိုင်းစုဒါငါတို့လကပါဘုံသွားတော့ငါပစ္စည်းလေ။ငါတော့မလိုက်လိုက်ရပါဘူးဟာ။ဒါကကြတော့ငါတို့ရေရောက်ကပါကိုသွားတဲ့ဆက်။ ရေစုံတိရင်နဲ့တွေ့လို့မနေ့ပြရသေးတယ်ဟာငမန်းပိုက်တဲလေးရောက်ခဲ့သေးတယ်မိဝိုင်းနေရက်ကန်ကောင်းတာပဲတိလားအခုလိုဖိုးထူးလို့နေရောဦးလီဆန်းတဲ့နေရောတိခွင့်ရတာမိုက်တယ်ဟာငါနေ့ကိုအရန်အားကြတာပဲအဲ့လိုပြောလိုက်တော့မိဝိုင်းလေးနေရခတ်သွားတယ်ဟိုနေလဲအားရင်ငါတို့နဲ့အတူတူစွန်သားကခီးလေးသွားပြီးရှောက်သွားရှောက်စားလုပ်ကြမယ်လေဟာဒါလို့နေသူတို့တတွေဦးလီဆန်းတဲ့ရင်ပြီးတော့ခိုးတော်ရင်ကိုထွက်လာခဲ့ကြတယ် ိုးတော်ရင်ကိုအရောက်မှာနိုင်ရီပူပြီးပြန်လာတယ်။တော်လုံးတင်ကိုပါတွေ့လိုက်ရတော့တယ်။အဲ့ဒီအချိန်တော်လုံးတင်ရလေပိုင်လီနဲ့ခိုင်စုကိုတွေ့သွားတယ်။အော်ခုနကအဖေါ်လို့ခေါ်တဲ့ကလေးပဲ။အခုတော့ဖိုးထူးတို့တွေနဲ့အဖွဲကြနေပြီပေါ့ဟုတ်လား။ခုနကမင်းအိမ်ကိုလမ်းညွှန်ပေးလိုက်တဲ့အန်တီလေ။ဒါနဲ့သူကကိုကြီးဖိုးတော်နဲ့ဘလို့ပတ်သက်တာလဲကွ။ဖိုးတော်ဆိုတာအန်တီတာလေးတာတို့ရဲ့ ။ဒီကမိဝိုင်းတို့တငယ်ချင်းနှစ်ယောက်ကကိုကြီးဖိုးတော်နဲ့တွေ့ကြလို့တဲ့။ရှိတယ်မလား။အဲ့လိုပြောနေတော့ဖိုးတော်တရားအိမ်ထဲကနေထွက်လာတဲ့အတွက်ဓာတ်လုံးတင်လေအထဲဝင်သွားတယ်။ဘသူလဲဟာအကျုပ်ကိုတွေ့ချင်ရတာ။ဟိုကျွန်တော်တငယ်ချင်းနေပါဗျကိုကြီးဖိုးတော်ရဲ့။ကိုကြီးဖိုးတော်လမ်းမတ်တဲ့ပုံစံနဲ့ကြပန်းတဲ့ပုံစံနဲ့ကျွန်တော်ရံကိုသဘောကျတာဗျ။ဟုတ်တာနဲ့ရေးရတယ်ဗျာဟာမင်းတို့ကအကျုပ်ကိုရေးရလို့သဘောကျတာပေါ့ဟုတ်လား ဲ့လိုမဟုတ်ပါဘူးဗျ။ဟိုဓာတ်ပုံရိုက်လို့ရတယ်မလားဗျ။ရိုက်မယ်နော်။ဟင်။ကြုတ်ရေတော့မချိုးပါသေးဘူးယေ။ဟိုရေလေးပြေးချိုးလိုက်ဦးမယ်လीဗျာ။မလိုပါဘူးဗျ။ဒီတိုင်းလေးကြည့်ကောင်းပါလေ။ဒါနဲ့ပိုင်လီနဲ့ဂိုင်စုလည်းငတူဖိုးထုံနေတူဓာတ်ပုံရိုက်လိုက်ကြတယ်။ပြင်ရောက်ရင်သူတို့ကိုပြဖို့ဓာတ်ပုံလေးရိုက်ပေးပြီးဆိုတော့သူတို့တွေလေခိုင်စုတို့အရန်အားကြကြပါမယ်တိလား။ဖိုးတော်မျက်နှာပြုံးပြနေတဲ့အတွက်ဖိုးတူက ကိုကြီးဖို့တော့မျက်နာလေးမှုရတဲ့အတိုင်းပဲဗျာအဲ့ဒီချိန်တော်လုံးတင်ကဖျဲသီးနဲ့မုတ်တွေယူလာတယ်ကဲခလေးတွေစက်ခင်းနေရဖျဲသီးလေးတွေနဲ့မြမမုတ်လေးတွေစားကြအောင်နော်ဟာမြမမုတ်ဆိုရင်တော့ကြိုက်ပြီးသားပဲဗျအာမနာတော့စားပြီဗျာဒါနဲ့ပိုင်လီနဲ့ခိုင်ဆုနဲ့တော်လုံးတွေကြီးတဲ့မုတ်တွေကိုစားနေကြတယ်တော်ပေါ်ကအဲ့ဒီသားလေးစားပြီနော်ဗျာ ဒလုံနဲ့ကိုတူရိုတတူနဲ့ပိုင်လီတို့နီအောင်ဒေါ်လုံးတွေချကျွေးရဲ့မုတ်တွေစားပြီးပြန်လာခဲ့ကြတယ်ကိုဘိုးတော်ရင်ကအပြန်လဲမှာဖိုးသူဟာညနေစောင်းနေပြီဆိုတော့ကဲပိုင်လီမင်းဘသူ့ရဲ့လိုက်ရင်ပါလေထိုင်စိုးကတော့မင်းကလေးဆိုတော့မိဝိုင်းတော်ရင်ကိုလိုက်ရိုက်တော့နော်အေးရရလေငါမိဝိုင်းကိုပဲလိုက်ရိုက်မယ်လာခိုင်စုထဆူငါတို့သွားကြစို့ ဒီကောင်နဲ့လीသူတို့ဘာသာသူပြန်ချလိမ့်မယ်။ဒလူနဲ့မိဝိုင်းမနဲ့ခိုင်းစိုးတို့မျိုးအောင်အရင်ထက်သွားကြတယ်။ပိုင်လီယောင်ငါတို့လီယောင်တိန်နေမှာစုပြီးအတူတူအဲ့လိုမရအောင်လားကွ။အင်းမင်းပြောတယ်လို့လည်းမစိုးပါဘူး။ဒါဆိုငပိန်တဲ့တော်ပေါ်ကဒီနေ့ညငါ့အိမ်ကိုလိုင်းလိုက်ကြလိ။မနေ့ပြန်ကြငါကမင်းတို့အိမ်ကိုလိုင်းလိုက်မယ်။အေးရတယ်လीအဲ့လိုဆိုလေ။ဒါဆိုငါတို့မိခန်းထဲမှာပဲအတူတူစုပြီးတော့အိတ်လိုက်ကြတာပေါ့။ ဒါဆိုငပိန်တဲ့ကကဆောင်းတဲ့ကောင်နေတွားယူလိုက်အောင်ပြီးမှပဲပြန်ထွက်လာခဲ့တော့မယ်အေးဟုတ်ပြီလာပိုင်လေးဒါဆိုမင်းတဲ့ကငါ့ရင်ကိုတွားရအောင်ဒီလိုနဲ့ငပိန်တဲ့တော်ဘောကတလန်ပိုင်လေးနဲ့ဖိုးတုကတလန်ထွက်သွားကြတော့တယ်